အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကို comment တွေမှာရော messenger တွေမှာရောလာပြီးတော့အမေးအများဆုံးဖြစ်နေတဲ့ pay out ပြဿနာပေါ့အဲ့တော့အဲ့ဒါဘာကြီးလဲဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ pay out set up ဆိုပြီးတော့ပေါ်နေရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီလမျိုးအာကျွန်တော်တို့ pay out extra ဖြစ်သွားတာလေ pay out ဒီလမျိုးနီးနေတာတွေပေါ့အများကြီးပေါ့နော်ကျွန်တော်တို့လာမေးနေကြတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ဒီပြဿနာတွေအကုန်လုံးက ပေးအောက်ကို test ပုံပြီးအောင်ဖြည့်ပေးရမယ်နော်အဲ့တော့ဒီလိုမျိုးဖြစ်ရင်ဘာလုပ်ရမလဲဒီလိုမျိုးဖြစ်ရင်ဘာလုပ်ရမလဲဟိုလိုမျိုးဖြစ်ရင်ဘာလုပ်ရမလဲမဟုတ်ဘူးအကောလုံးကဒီပြဿနာတွေအကောလုံးကအာပေးအောက် test ပုံကို ပြီးအောင်အကောလုံးကဖြည့်ပေးရမယ်အဲ့တော့အဲ့မှာချွင်းချက်အနေနဲ့အာကျွန်တော်တို့က star လို့ subscription ကိုပွင့်လာရင်သူကဒီဘက်ကောင်ကိုပြီးအောင်မဖြည့်လို့ရတယ်ပြဿနာမရှိဘူး ကျွန်တော်တို့မဖြည့်တယ်မဖြည့်လိုက်လည်းဘာမှမဖြစ်ဘူးတကယ်လို့တခြားတူးတွေပွင့်လာတဲ့အခါကျမှကျွန်တော်တို့ကပြောက်အစ်စ်ရှောက်လဲလို့ရတယ်ဒါပေမဲ့ star တဲ့ဒီ subscription ကရတဲ့ကျွန်တော်တို့ငွေကတော့ထုတ်လို့ရမှာမဟုတ်ဘူးပေါ့အဲ့တော့ star နဲ့ subscription ကလည်းဝင်ဝင်မရဘူးဆိုတော့ကျွန်တော်ဒါအရင်ဗီဒီယိုမှာလည်းကြော်ခါနာပြောဘူးလားရှိတယ်အဲ့တော့ star နဲ့ဒီ subscription နဲ့ပွင့်လာတဲ့သူတွေကအဲဒါကြီးကိုတိတ်ပြီးတော့ခေါင်းခဲပြီးစဉ်းစားကြရမလို့အဲ့တော့ read တို့ဒီ instant ad ရတို့ bonnet တို့ပေါ့နော် အဲကျွန်တော်တို့ကိုမတိပဲနဲ့ပွင့်သွားတယ်ကိုနှိပ်ထားတယ်ဒါပေမဲ့နားမလဲလို့ထားထားတယ်ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါကြီးပြဿနာကိုကျွန်တော်ပြီးအောင်ဖြေရှင်းရမယ်အဲ့တော့ဒါကိုကျွန်တော်တို့ test ဖောင်ပြီးအောင်ဖြေပေးရမယ်အဲ့တော့ test ဖောင်ပြီးအောင်ဖြေဖို့ဆိုရင်ကျွန်တော်ဗီဒီယိုတင်ပေးလာတာရှိတယ်ပြီးမှာအော်ရှာပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဖြေရင်ဖြေမယ်ဒါမှမဟုတ်ကိုယ်ကိုယ်တိုင်မဖြေတတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ service ရာတွေအဲ့ဒါမျိုးတွေလုပ်လို့ရတယ်နော်အဲ့တော့ဘယ်လိုလုပ်အောင်မယ်ဆိုရင်တော့ကျွန်တော် test ဖောင်ပြီးအောင်ဖြေရမယ်ပေါ့သူကအချက်6ချက်ပါတယ် အဲ့အချက်၆ချက်လုံးကိုကျော်ပြီးအောင်ဖြေရမယ်ပြီးလို့ရှင်ကျော်တို့ဘန်နဲ့ချိန်ရမယ်ဟုတ်ပြီအဲ့ဒီမှာကျော်တို့ကဒါမဖြစ်ရင်ဘာဖြစ်သွားမလဲဒါမချိန်ရင်ဘာဖြစ်သွားမလဲဆိုတော့မိကုံကပြန်လာတယ်ဒါအောင်မဖြစ်ဘူးဆိုလို့ရှင်ကျော်တို့6လသူကတက်တန်း6လရှိတယ်ပြီးအောင်ဆိုတာနော်တက်တန်း6လကုန်သွားတဲ့အခါမှာကျော်တို့လုံးဝ h plus ဖြစ်သွားလိမ့်မယ်ပြီးအောင် h plus ပေါ့ပြီးအောင် h plus ဖြစ်သွားတဲ့အခါမှာကျော်တို့ရထားတဲ့နော်ကျော်တို့ဝင်ငွေတွေထုတ်ပြီးမှုဆိုလို့ရှင်ကျော်တို့ဒါမဖြစ်ထားတဲ့အတွက်ကျော်တို့ on hold ဖြစ်တာတို့ no pay out လို့ဖြစ်သွားတာမျိုးတွေကျော်တို့တွေ့ရမယ် ဒါတွေဖြစ်သွားမယ်ပေါ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးနေဖြစ်သွားပြီဆိုလို့ရှိရင်เนาะအဲကျွန်တော်ကဒီဖေဘွာရတဲ့ငွေတွေကိုလုံးဝကျွန်တော်ထုတ်ယူလို့မရတော့ဘူး pay out တန်းကုန်သွားပြီဆိုမှကျွန်တော်လုံးဝထုတ်ယူလို့မရတော့ဘူးအဲ့တော့ကြောင့်မှကျွန်တော်ပြင်ဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့ကို့မှာ read တို့ bonus တို့ instant ETF တို့ပွင့်ထားလဲဆိုရင်เนาะ pay out ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကို့ဟာကိုဖြည့်ရင်လည်းဆိုရင်ကျွန်တော်ဗီဒီယိုတင်ပြတာရှိတယ်เนาะအဲ့တော့ pay out ဒီရိုးရိုးဖြည့်နေရော ကျွန်တော်တို့ဒီလိုမျိုးဧရာတက်နေလို့ပြန်ပြင်ပြီးတော့ဖြည့်တဲ့နီးရောကျွန်တော်တင်ပေးတာရှိတယ်ရှာပြီးတော့ကိုယ့်ကိုဖြည့်လို့ရတယ်။ဒါမှကိုယ်ကမဖြည့်တတ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ကိုစားပြည့်အပ်တာမျိုးတွေပဲလုပ်လို့ရမယ်။နောက်တော့အဲ့ဒီမှာကျွန်တော်နောက်တစ်ခုမေးတာရှိတယ်။နောက်တစ်ခုကဘာလဲဆိုတော့အဓိကအားဖြင့်ကျွန်တော်တို့ပြောက်ဒီ test form ဖြည့်တဲ့အခါတွေမှာတင်နံပါတ်တို့နော်ပြောက်ဆိုရင်ဘတ်စီကုတ်လို့အဓိကမှတ်တမ်းတဲ့ဟာတွေအပြောက်ဆိုလို့ရှိရင်ကျွန်တော် post တဲ့ကုတ်လို့ နော်ဒါတွေပါလေတဲ့ဆိုတာကျတော့မေးရင်ကြားလာလीအများကြီးရှိတယ်ဒါတွေကတော့ကျတော့ဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြလာတာရှိတယ်ကျတော့ဗီဒီယိုလေးကိုတော့ဒီ7မိနစ်သာလောက်ရှိတဲ့ဗီဒီယိုလေးကိုဆောအောင်ကြည့်ပြီးတော့ကျတော့စနေတကြားနဲ့ဖြည့်ဖို့လိုတယ်တကယ်လို့ကျတို့ကဖြည့်တာမမှန်ဘူးမှားခဲ့မယ်ဆိုလို့ရှိရင်နော်ကျတို့ဒီပေးအောင်ကြက်ဆောင်ပြည့်တဲ့အခါမှာ information တွေမှားပြီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျတို့ Facebook ကနေပြီးတော့ကြားထားတဲ့ငွေတွေကိုကျတို့လုံးဝလုံးဝထုတ်ယူလို့မရတော့ဘူးနော်အဲ့တော့ကြမှာကျတို့ ဟိုຢာထားတဲ့ဟာကိုရောမြင်တာမြင်ရတယ်မဆိုင်ရတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ pay out test form ဖြည့်နေတဲ့အခါမှာကျွန်တော်တို့မှတ်ကောင်းအောင်ဖြည့်ဖို့လည်းလိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ pay out test form ဖြည့်နေတဲ့အခါမှာမြန်မာဒီမြန်မာ information နော်မြန်မာဘဏ်နော်မြန်မာမှတ်ပုံတွေမြန်မာနာမည်မြန်မာနေရာလိပ်စာ country နေရာမှာမြန်မာနော် business type မှာအကျတော့ individual မဟုတ်ပဲအကျန်းအစာတွေထည့်ထားမယ်ဆိုလို့ရှိရင်ပတ်သနာရှိလို့ပါလို့ထည့်ထားမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မှားတယ် နော်ဒီချက်တွေမှာပါပြီဆိုလို့ရှိရင်ကျွန်တော် Facebook ထက်ကရတဲ့ငွေတွေကိုလုံးဝထုတ်ပြီးတော့များတော့ Facebook auto ပြန်ပြီးတော့အာ cancel လုပ်သွားမှာပေါ့နောက်ပိုင်းကျရင်တော့အဲ့တော့ကျွန်တော်အမေးများကြီးနော်ဘာလုပ်ကြမလဲဆိုရင်တော့ဘာလုပ်ရမလဲဆိုရင်တော့ကျွန်တော်ဗီဒီယိုတင်ပေးရတာရှိတယ်ကိုယ့်ကိုဖြစ်ရင်ဖြစ်မဖြစ်ဘူးဆိုလို့ရှိရင် service ဆရာတွေရှာပြီးတော့အနော်အဲ့တော့ information မရှိရင်ဘာလုပ်လို့ရလဲဆိုတော့ information မရှိဘူးဆိုရင်တော့ service တစ်မျိုးထဲသာအပ်လို့ရမယ်ဘာမရှိရင် service အပ်တာမျိုးပဲရလိမ့်မယ် เนาะအဲ့တော့ ban service ပေးတဲ့ဆရာတွေကိုရှာပြီးတော့ဝေထုတ် service သွားအပ်ပါဒါမှမဟုတ်ဘူးဆိုလို့ဆိုရင်တော့ကျွန်တော်တို့ Facebook ရထားတဲ့ငွေတွေကိုကျွန်တော်တို့ကမတိပဲနဲ့ဒီတိုင်းထားခဲ့မယ်ဆိုလို့ဆိုရင်တော့ဒီ pay out တက်တန်းကုန်သွားတဲ့အခါမှာ pay out မချိတာဘူးဆိုရင် pay out မချိတာဘူးဆိုရင်တော့လုံးဝကျွန်တော်တို့ထုတ်လို့ရမှာမဟုတ်ပါဘူးဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်